ဒီဘက်မှာတော့ဒီမိုကရေစီပုံစံနှစ်မျိုးဖြစ်တဲ့ပါလီမန်စနစ်နဲ့သမ္မတစနစ်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။ကမ္ဘာမှာဒီမိုကရေစီနိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဥဆောင်ပြီးတော့ပါလီမန်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေရှိသလိုသမ္မတဥဆောင်တဲ့ presidential စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေရှိနေတာကိုလေတွေ့ရမှာဖြစ်တယ်။ဒီတော့ဒီစနစ်နှစ်ခုကဘာကွာလဲ။ဘလို့အတချက်တွေအားနည်းချက်တွေရှိတယ်လဲဆိုတာလေးကိုဒီဘက်မှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီတော့ပထမတစ်ခုဖြစ်တဲ့ပါလီမန်ဒီမိုကရေစီကိုအရင်ကြည့်အောင်။ ပါလီမန်ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးတာကအင်္ဂလန်နိုင်ငံလို့ပြောလို့ရတယ်ပေါ့နော်အားလုံးသိတဲ့အတိုင်းပဲအင်္ဂလန်နိုင်ငံကဘရင်တွေဘရင်မတွေနဲ့အစဉ်ဆက်အုပ်ချုပ်လာတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်မို့လို့မိုနာခီလို့ခေါ်တဲ့တပ်ဦးဆက်မိုင်ဘရင်စနစ်မြင့်တွယ်နေတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ဒါပေမဲ့အင်္ဂလန်မှာမဂနာကာတာတို့ Glorious Revolution တို့လိုမျိုးအရေးပါတဲ့အပြောင်းအလဲတွေဖြစ်ခဲ့ပြီးတော့ဘရင်တွေဘရင်မတွေရဲ့အာဏာကကန့်သက်ခံရပြီးတော့ပါလီမန်လို့ခေါ်တဲ့လွှတ်တော်ရဲ့ခန့်ကဏ္ဍကအရေးပါလာတယ်။ဒီလိုနဲ့နောက်ပိုင်းမှာတော့လွှတ်တော်က ပိုရေးကြီးတဲ့နေရာကိုရောက်လာပြီးတော့တိုင်းပြည်အုပ်ချုပ်ရေးအပါအဝင်ကိစ္စအတိုင်းလိုလိုကိုလွှတ်တော်ကပဲဆုံးဖြတ်ခွင့်ရှိလာပြီးတော့ဘရင်နေဘရင်မတွေကအစင်လာရပဲပေါ့နော်နိုင်ငံအုပ်ချုပ်အနေနဲ့ရှိနေတဲ့အခြေအနေဖြစ်တယ်။အဒီမှာလဲလွှတ်တော်ကိုဆိုလို့ရှိရင်တော့ပြည်သူတွေကရွေးချယ်ခွင့်ရှိတာဖြစ်ပြီးတော့ဘရင်နေဘရင်မတွေကကြတော့သူတို့ကမျိုးရိုးစင်ဆက်ပေါ့နော်အလိုလျောက်ဘရင်နေဘရင်မတွေဖြစ်နေတာကြောင့်မို့လို့ဒီမိုကရေစီနှီးကြတဲ့ပုံစံဖြစ်လို့ရှိရင်ပြည်သူတွေကရွေးချယ်ထားတဲ့လွှတ်တော်ကတိုင်းပြည်ကိုအုပ်ချုပ်တာကတောင်ပို့ပြီးတော့တဘာဝကြတယ်ပေါ့ ဒါကြောင့်မယ်ဘီဂျင်းနေပြင်မတွေကရှိနေသေးတယ်ဆိုပေမဲ့နိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဝန်ဆုံးဖြတ်ခွင့်မရှိတော့ဘဲနဲ့စီးမြင့်ငံဘီဂျင်းစနစ်အနေနဲ့ပဲရှိနေတော့တာဖြစ်တယ်ပေါ့နော်ဒီလိုဘီဂျင်းဒါမှမဟုတ်ဘီဂျင်းမတွေကတိုင်းပြည်ရဲ့ကိစ္စတွေမှာဝန်ပါလို့မရတဲ့အခြေအနေဖြစ်နေတာမှာတစ်ဖက်ကလွတ်တော်ဆိုတာကလည်းလူအများကြီးနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့်မလို့နိုင်ငံကိုစားပြုခေါင်းဆောင်တယောက်ကိုရွေးချယ်ဖို့လိုလာတယ်အဲ့ဒီနိုင်ငံကိုကိုစားပြုမဲ့ခေါင်းဆောင်ကိုလွတ်တော်ကပဲရွေးချယ်တာဖြစ်ပြီးတော့အဲ့ဒီလူကဝန်ကြီးချုပ်ဖြစ်တယ်ပေါ့နော် Prime Minister ပေါ့ ။ဒါကြောင့်မို့လို့ပါလီမန်ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံခေါင်းဆောင်တွေကဝန်ကြီးချုပ်တွေဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်။ဒီပါလီမန်ဒီမိုကရေစီကိုကျင့်သုံးကြတဲ့အထက်မှာရှိမှပြောခဲ့တဲ့အင်္ဂလန်ကတော့ပထမဆုံးပေါ့။နောက်ထပ်တော့ဒီကျွန်တော်တို့အိန္ဒိချင်းဖြစ်တဲ့ထိုင်းနိုင်ငံတို့နောက်ဂျပန်နိုင်ငံအစရှိတဲ့နိုင်ငံတွေကလည်းဒီပါလီမန်စနစ်ကိုပဲကျင့်သုံးကြတာဖြစ်တယ်ပေါ့နော်။လွယ်လွယ်ပြောရလို့ရှိရင်ဘီရင်စနစ်ကြံနေသေးပြီးတော့ဒီမိုကရေစီစနစ်ကိုလည်းကျင့်သုံးတဲ့နိုင်ငံတိုင်းကပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးကြတာဖြစ်တယ် ဒီတော့နိုင်ငံတစ်ခုကဘယင်ဒါမှမဟုတ်လို့ရှိရင်ဘယင်မှလည်းရှိနေပဲပြီးတော့ဒီနိုင်ငံကဒီမိုကရေစီနိုင်ငံလည်းဖြစ်တယ်ဆိုလို့ရှိရင်တည်ကြတယ်အဲ့ဒီနိုင်ငံကပါလီမန်ဒီမိုကရေစီကိုကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်ပြီးတော့နိုင်ငံကောင်ဆောင်ကလည်းဝန်ကြီးချုပ်ဖြစ်မယ်ဆိုတာကိုကျွန်တော်တို့အလွယ်တကူသိနိုင်တယ်ဒီလိုဘယင်စနစ်ရှိနေပြီးတော့ဒီမိုကရေစီဖြစ်တိုင်းပါလီမန်စနစ်လို့ပြောပေမဲ့လည်းပါလီမန်စနစ်ကိုကျင့်သုံးနေတိုင်းတော့ဘယင်စနစ်ကကြံနေသေးတာမျိုးမဟုတ်ဘူးပေါ့နော်ဥပမာကျွန်တော်တို့အိန္ဒိချင်းဖြစ်တဲ့အိန္ဒိယဆိုလို့ရှိရင် ပါလီမန်ဒီမိုကရေစီစနစ်ကိုပဲကျင့်သုံးတာဖြစ်တယ်ဒါပေမဲ့အင်ဒီးယားမှာတော့ဘရင်စနစ်ကမရှိတော့ဘူးပေါ့နော်အဲဒီလိုမျိုးချွင်းချက်တွေလည်းရှိတယ်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းလွတ်လပ်ရေးရကစားကပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ဘူးတာပဲပေါ့နော်အဲတုန်းကဝန်ကြီးချုပ်ကတော့ဦးနှုပ်ပေါ့ဒီမြန်မာတို့အင်ဒီးယားတို့ကတော့အင်္ဂလိပ်စီကလွတ်လပ်ရေးရတာဆိုတော့သူ့ရဲ့အုပ်ချုပ်ရေးစနစ်ကိုအမွေရတဲ့သဘောမျိုးဖြစ်မယ်လို့ထင်တယ်။အနောက်ထပ်လည်းဘရင်စနစ်မရှိတော့ပေမဲ့ဒီပါလီမန်ဒီမိုကရေစီစနစ်ကိုပဲကျင့်သုံးတဲ့နိုင်ငံတွေလည်းရှိနေသေးတယ်ပေါ့နော်။အဥပမာဆိုလို့ရှိရင်ဂျာမနီတို့ ပြီးတော့ဘင်္ဂလားဒေ့ရှ်တို့အစ္စရေးတို့ပါကစ္စတန်တို့ပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းဘရင်စနစ်မရှိတော့ဘူးဒါပေမဲ့ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးတော့ဝန်ကြီးချုပ်ကပဲသူတို့ရဲ့နိုင်ငံခေါင်းဆောင်ဖြစ်တယ်ပေါ့နော်ဒီတော့ဒီမှာအဓိကပြောချင်တာကဘရင်စနစ်ရှိတဲ့ဒီမိုကရေစီနိုင်ငံတိုင်းကပါလီမန်ဒီမိုကရေစီဖြစ်ပေမဲ့ပါလီမန်ဒီမိုကရေစီဖြစ်တိုင်းတော့ဘရင်စနစ်ရှိနေတာမဟုတ်ဘူးဆိုတာကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဒီတော့ဒီပါလီမန်ဒီမိုကရေစီစနစ်ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ပါလီမန်ဒီမိုကရေစီစနစ်မှာကသူ့ရဲ့နာမည်အတိုင်းပဲ ပါလီမန်ကအဓိကဖြစ်တယ်ပေါ့နော်ပါလီမန်ဆိုတာကတော့လွှတ်တော်ကိုပြောတာဒီတော့ဒီစနစ်မှာဆိုလို့ရှိရင်လွှတ်တော်တွေကအဓိကနေရာမှာရှိတယ်ပြည်သူတွေကယူကော့ပွဲတွေကနေပြီးတော့တဆင့်လွှတ်တော်ကိုယ်စားလှယ်တွေကိုမဲပေးရွေးချယ်ရပြီးတော့မဲနိုင်သွားတဲ့လွှတ်တော်အမတ်တွေကိုယ်စားလှယ်တွေကလွှတ်တော်တွေရောက်သွားတဲ့အချိန်မှာနိုင်ငံကောင်းဆောင်ဖြစ်တဲ့ဝန်ကြီးချုပ်တို့ပြီးတော့နောက်ထပ်ဝန်ကြီးအစရှိတဲ့လူတွေကိုသူတို့ကသူတို့လွှတ်တော်တွေမှာပဲထပ်ပြီးတော့ရွေးတာဖြစ်တယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ပြည်သူတွေကကြတော့လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲမဲပေးရတယ်နောက်ပိုင်းကိစ္စတွေဖြစ်တဲ့ဝန်ကြီးချုပ်ယူရတာတို့ နောက်ဝင်ကြီးတွေကြွေးပြီးတော့အစိုးရဖွဲ့ဖွဲ့တာတွေကကျွန်တော်တို့ ਨੇ ဓာတ်ရိုက်မသက်ဆိုင်တော့ဘူးပေါ့ဒီလွှတ်တော်တွေမှာရှိနေတဲ့လွှတ်တော်အမတ်တွေကပဲဆက်ပြီးတော့လှုပ်သွားတာဖြစ်တယ်ပေါ့ဒီပါလီမန်ဒီမိုကရေစီစနစ်ရဲ့အလုပ်လုပ်ပုံကရှေ့ကပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့ပြည်သူတွေကလွှတ်တော်ကိုယ်စားလှယ်တွေကိုမဲပေးရွေးချယ်လိုက်တယ်အဲ့ဒီမှာမဲနိုင်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကလွှတ်တော်တွေရောက်သွားတဲ့အခါမှာနိုင်ငံခေါင်းဆောင်ဒါမှမဟုတ်လို့ရှိရင်အစိုးရဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဝန်ကြီးချုပ်ကိုတခါမဲပေးပြီးတော့ရွေးချယ်ကြတယ်ပေါ့နော်အဲ့ဒီလွှတ်တော်တွေမှာမဲအများဆုံးရတဲ့တယောက်ကဝန်ကြီးချုပ်ဖြစ်လာပြီးတော့ အဲ့ဒီဝန်ကြီးချုပ်ကမှတက်ဆိုင်ရာဝန်ကြီးတွေခန့်ပြီးတော့အစိုးရဖွဲ့ကိုဖွဲ့စည်းတာဖြစ်တယ်ဗောနော်အဲ့ဒီမှာဆိုလို့ရှိရင်ပညာရေးဝန်ကြီးကျန်းမာရေးဝန်ကြီးစသဖြင့်ဗောဒီလိုမျိုးဝန်ကြီးတွေရွေးချယ်ခန့်အပ်ပြီးတော့မှဝန်ကြီးချုပ်ကဥဆောင်ပြီးတော့အစိုးရဖွဲ့ကက်ဘိနက်ဆိုတာပေါ်ပေါက်လာတာဖြစ်တယ်ဗောဒီလိုဝန်ကြီးတွေခန့်တဲ့နေရာမှာလည်းများသောအားဖြင့်ကတော့ဒီဝန်ကြီးအဖြစ်ရွေးချယ်ခန့်အပ်ခံရမယ့်လူတွေကယူကောက်ပွဲမှာမဲနိုင်ထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေဖြစ်နေကိုလိုတယ်ဗောနော်တချို့နိုင်ငံတွေမှာကတော့ယူကောက်ပွဲမဲမနိုင်တဲ့သူတွေဒီအပြင်ကလူတွေကိုလည်းဝန်ကြီးတွေအဖြစ် ဟိုခံလို့ရတာမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့အများသောအဖြစ်ကတော့ဒီလွတ်တော်ကိုယ်စားလှယ်တွေကပဲပြန်ပြီးတော့ဝင်ကြီးခံကြတာများတယ်ပေါ့နိုင်ငံတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ဒီတော့ဒီပါလီမန်ဒီမိုကရေစီစနစ်ကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်သူတွေကလွတ်တော်အမတ်တွေကိုပဲရွေးချယ်ရတာဖြစ်ပြီးတော့လွတ်တော်အမတ်တစ်ဆင့်ဝင်ကြီးချုပ်ကိုရွေးတယ်အဲ့ဒီဝင်ကြီးချုပ်ကမှတစ်ဆင့်ဝင်ကြီးတွေကိုထပ်ရွေးပြီးတော့အစိုးရအဖွဲ့အဖွဲ့တာဖြစ်တာကြောင့်ဒီစနစ်မှာဆိုလို့ရှိရင်နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍကတော်တော်လေးကိုအရေးပါလာတယ်ကျွန်တော်တို့ရိုးရိုးလေးပဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဝန်ကြီးချုပ်နေရာကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုပါတီကလွှတ်တော်ထဲမှာလူများစုဖြစ်နေရမှာဖြစ်တယ်ပေါ့နော်လွယ်လွယ်ပြောရလို့ရှိရင်လွှတ်တော်ထဲမှာကိုပါတီက90ရာခိုင်နှုန်းအထက်ပေါ့နော်အနည်းဆုံး51ရာခိုင်နှုန်းလောက်နေရာရထားတယ်ဆိုလို့ရှိရင်ကိုပါတီကဝန်ကြီးချုပ်ဖြစ်ဖို့တည်ကြပြီပေါ့အဲကျန်တဲ့ပါတီအလုံးပေါင်းမှ49ရာခိုင်နှုန်းပဲရှိတော့မှာဆိုတော့မဲပေးကြတဲ့အခါမှာကိုပါတီကဝန်ကြီးချုပ်ရဖို့ကတည်ကြသွားပြီပြီးတော့ကိုပါတီကဝန်ကြီးချုပ်ဖြစ်ပြီဆိုလို့ရှိရင်ကျန်တဲ့ဝန်ကြီးတွေခန့်တဲ့နေရာမှာလည်း အဲ့ဒီဝန်ကြီးချုပ်ကကိုယ့်ပါတီရဲ့လူတွေကိုပဲဦးစားပေးပြီးတော့ခန့်မှာပေါ့နော်။ဒါကြောင့်မို့လို့ဒီပါလီမန်စနစ်မှာဆိုလို့ရှိရင်ရွေးကောက်ပွဲတွေမှာနေရာများများနိုင်တာပေါ့ကအရေးကြီးတယ်။ဒီတော့ရှေ့မှာပြောခဲ့သလိုကိုယ့်ပါတီကအနည်းဆုံး51ရာခိုင်နှုန်းလောက်နိုင်ထားတယ်ဆိုလို့ရှိရင်တော့ဘာမှပြဿနာမရှိတော့ဘူး။ကိုယ့်ပါတီတစ်ခုတည်းနဲ့ဝန်ကြီးချုပ်ကတခြားဝန်ကြီးတွေရောအကုန်လုံးခန့်ပြီးတော့အစိုးရဖွဲ့လို့ရပြီပေါ့နော်။ဒါပေမဲ့ခုနကလိုမျိုး51ရာခိုင်နှုန်းမနိုင်ထားဘဲနဲ့ကိုယ့်ပါတီကဥပမာ40ရာခိုင်နှုန်းလောက်ပဲရတယ်ဆိုလို့ရှိရင်တော့ဒါပြဿနာဖြစ်ပြီ။ တဖက်မှာလည်းကိုယ့်ရဲ့ပြိုင်ဘက်ပါတီကဒီ40ခိုင်နှုန်းလောက်နဲ့ကိုနဲ့အတူတူဖြစ်နေပြီဆိုပါစို့ဒီတော့ကိုယ့်ပါတီက40ခိုင်နှုန်းရှိမယ်ကိုယ့်ရဲ့ပြိုင်ဘက်ပါတီက40ခိုင်နှုန်းရှိမယ်အကျန်တဲ့20ခိုင်နှုန်းကတော့ပါတီသေးသေးလေးတွေပေါ့နော်ပါတီအသေးလေးတွေကရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီမှာဝန်ကြီးချုပ်ဖြစ်ဖို့ဒါမှမဟုတ်လို့ရှိရင်အစိုးရဖွဲ့နိုင်မှုအတွက်ကရှေ့ရလောက်မလွယ်တော့ဘူးပေါ့ဒီလွှတ်တော်တွေမှာပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့အခြေအနေဖြစ်လာပြီဒီလိုအခြေအနေတွေမှာဆိုလို့ရှိရင်ခုနက20ရာခိုင်နှုန်းလောက်ပဲရှိနေတယ်ပါတီအသေးလေးတွေကို မဲအများစုနိုင်ထားတဲ့၄၀ရာခိုင်နှုန်းလောက်နိုင်ထားတဲ့ပါတီအကြီးတွေကပြန်ပြီးတော့အပြိုင်ဆိုင်စည်းရုံးကြရတယ်ပေါ့နော်ဝန်ကြီးချုပ်နေရာအတွက်ငါတို့ကိုမဲပေးပေါ့ငါတို့ပါတီကလူကိုမဲပေးမယ်ဆိုလို့ရှိရင်အပြန်လန်အနေနဲ့မင်းတို့ပါတီကိုမဝန်ကြီးနေရာတနေရာနှစ်နေရာဘယ်နောက်စသဖြင့်ပေးမယ်ဆိုပြီးတော့ဒီလိုမျိုးစည်းရုံးကြတာပေါ့နော်အဲ့ဒီလိုလုပ်တာကို coalition လုပ်တယ်လို့ခေါ်တယ်ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်ညွန်ပေါင်းဆိုးရဖွဲ့တယ်ဆိုပြီးတော့ပြောကြတယ်ပါတီတစ်ခုတည်းကမဲ52ရာခိုင်နှုန်းမရဘဲနဲ့သူတပါတီတည်းနဲ့ အစိုးရမဖွဲ့နိုင်တဲ့အချိန်မှာခုနပြောသလိုမျိုးတခြားပါတီတွေနဲ့မဟာမိတ်ဖွဲ့ပူးပေါင်းပြီးတော့ညွန်မောင်းအစိုးရဖွဲ့ရတဲ့ပုံစံမျိုးပေါ့နော်တကယ်တကယ်တမ်းတော့ရွေးကောက်ပွဲတွေမှာပါတီတစ်ခုတည်းကမဲ51ရာခိုင်နှုန်းရဖို့ဆိုတာကလည်းဟိုပြောတာတော့မလွယ်ဘူးပေါ့နော်အဲ့လိုမလွယ်တာကြောင့်မို့လို့ပဲဒီ coalition လုပ်တဲ့ညွန်မောင်းဖွဲ့တဲ့ရင်ကျေးမှုကဒီ parliament democracy စနစ်မှာဆိုလို့ရှင်တော်တော်လေးခက်စားတယ် ပါတီတွေအချင်းချင်းမဟာမိတ်ဖွဲ့ထားတဲ့ပုံစံပေါ့နော်အဲ့လိုမဟာမိတ်ဖွဲ့တဲ့နေရာမှာလည်းတချို့ကတော့ယူကောက်ပွဲမတိုင်ခင်တည်းကမဟာမိတ်ဖွဲ့ထားတာတွေလည်းရှိတယ်။အဲတချို့ကျတော့လည်းယူကောက်ပွဲပြီးတော့မှဒီလွတ်တော်တွေမှာ52ရာခိုင်နှုန်းမရတော့မှအသေးအံမဟာမိတ်လိုက်ဖွဲ့ရတာမျိုးတွေလည်းရှိတယ်ပေါ့နော်။အဲဒါကတော့ပါလီမန်ဒီမိုကရေစီစနစ်မှာအစိုးရဖွဲ့စည်းတဲ့ပုံစံကိုတင်ပြတာဖြစ်ပါတယ်။ဒီတော့ဒီစနစ်မှာကျလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီပါတီလက်ကင်မရှိဘဲနဲ့ပေါ့နော်တတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်တာတို့ဒါမှမဟုတ်လို့ရှိရင်လူအင်အားနည်းတဲ့ပါတီတည်တည်လေးတွေနဲ့ယူကောက်ပွဲပြိုင်ပြီးတော့ တ်တော်ရဲမှာတနေရာနှစ်နေရာလောက်ပဲရတာမျိုးဆိုလို့ရှိရင်တော့အစိုးရဖွဲ့တဲ့ပါနိုင်မှုကမဖြစ်နိုင်သလောက်ပဲဒါကြောင့်မို့လို့ဒီပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တတိပုဂ္ဂလဝင်ပြိုင်တာမျိုးတွေကတော်တော်လေးရှားတယ်ကိုယ်အနေနဲ့နေရာလိုချင်တယ်ဆိုလို့ရှိရင်အင်အားကောင်းတဲ့ပါတီကြီးတွေကနေပြီးတော့ဝင်ပြိုင်မှသာနေရာတနေရာရနိုင်မှာဖြစ်တယ်ပေါ့နော်နောက်တာဒီပါလီမန်ဒီမိုကရေစီစနစ်မှာကရှေ့မှာပြောခဲ့သလိုဝန်ကြီးချုပ်တွေရောဝန်ကြီးတွေရောကအများအားဖြင့်လွတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်နေတာကြောင့်အဲ့ဒီလိုမျိုး ဝင်ကြီးဖြစ်သွားတဲ့လူတွေဒါမှမဟုတ်ဝင်ကြီးချုပ်ဖြစ်သွားတဲ့လူတွေပေါ့နော်အဓိကတော့ဒီအစိုးရအဖွဲ့တွေမှာပါဝါတဲ့သူတွေအနေနဲ့ကသူတို့တာဝန်ယူထားတဲ့ဒီအစိုးရအဖွဲ့ရဲ့အလုပ်ထားပါတော့ဝင်ကြီးပဲဖြစ်ဖြစ်ဝင်ကြီးချုပ်ပဲဖြစ်ဖြစ်အဲ့ဒီအလုပ်ကိုရောပြီးတော့ဒီလွှတ်တော်ကိုယ်စားလှယ်အလုပ်ကိုရောတာဝန်နှစ်ခုကိုထမ်းဆောင်ရတာဖြစ်တယ်ပေါ့နော်ဥပမာလူတစ်ယောက်ကပညာရေးဝင်ကြီးဖြစ်သွားတယ်ဆိုလို့ရှိရင်သူကပညာရေးဝင်ကြီးဌာနရဲ့အလုပ်ကိုလည်းလုပ်ရမယ်အတဖက်မှာလည်းသူ့ကိုမဲပေးလိုက်တဲ့မဲဆန္ဒနယ်ကပြည်သူတွေကိုကိုးစားပြုတဲ့လွတ်တော်ကိုယ်စားလှယ်အလုပ်ကိုလည်း လောက်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့တာဝန်နှစ်ခုဖြစ်သွားတာပေါ့ပြီးတော့ဒီပါလီမန်ဒီမိုကရေစီစနစ်မှာကဒီဝန်ကြီးချုပ်အပါဝင်အစိုးရအဖွဲ့တစ်ခုလုံးကလွတ်တော်တွေကနေပြီးတော့ပေါက်ဖွာလာတာဖြစ်တာကြောင့်မလို့ဒီအစိုးရအဖွဲ့ကတခုခုအစင်မပြေတော့ဘူးဆိုလို့ရှိရင်သူတို့ကိုပြန်ဖြုတ်ချဖို့ကလည်းလွတ်တော်မှာအာဏာရှိတယ်ပေါ့နော်အဲ့ဒီဟာကို no confident vote လို့ခေါ်တယ်မြန်မာလိုဆိုလို့ရှိရင်အယုံကြည်မရှိအစိုးတင်သွင်းတယ်ဆိုပြီးတော့ခေါ်တာပေါ့နော်ဒီအစိုးရအဖွဲ့ရဲ့လုံပုံကံပုံတွေကိုလွတ်တော် ကမကြိုက်တော့ဘူးဆိုလို့ရှိရင်အယုံကြည်မရှိအစိုးတင်သွင်းပြီးတော့ အလွတ်တော်တွေမှာပြန်ပြီးတော့မဲခွဲဆုံးဖြတ်ကြတယ်ဒီအစိုးရကိုအယုံကြည်မရှိဘူးဆိုတဲ့ဘက်ကမဲနိုင်လို့ရှိရင်ဒီအစိုးရပြုတ်ကြပြီးတော့အစိုးရတည်ပြန်ဖွဲ့တာတို့ဒါမှမဟုတ်လို့ရှိရင်လိုအပ်ရင်လည်းရွေးကောက်ပွဲပြန်လုပ်တာတို့ဒါစသဖြင့်ဒါမျိုးတွေလုပ်ကြတာပေါ့ဒီလိုပြန်ဖြုတ်ကြလို့ရတယ်ဆိုပေမဲ့လည်းအယုံကြည်မရှိအစိုးတင်သွင်းနေဆိုတဲ့ကိစ္စကလည်းထင်သလောက်တော့မလွယ်ဘူးပေါ့နော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပါတီတစ်ခုခုကအနည်းဆုံး51ရာခိုင်နှုန်းလောက်ရထားမယ်ဆိုလို့ရှိရင်ဒီ no confidence vote ကလည်းဘလို့မှလုံးမလုံးဘူးပြောချင်တာကဒီပါတီက လွှတ်တော်တွေမှာ51ရာခိုင်နှုန်းအ ਨੇ ဆုံးရှိနေပြီဖြစ်တဲ့အတွက်ကျန်တဲ့ပါတီတွေကဘလောက်ပဲအယုံကြည်မရှိပါဘူးဆိုပြီးတော့ပြောပြောဒီအစိုးရအဖွဲ့ကပြုတ်မှာမဟုတ်ဘူးเนาะသူမှ51ရာခိုင်နှုန်းအ ਨੇ ဆုံးရှိနေပြီဆိုတော့မဲခွဲတိုင်းသူကနိုင်နေမှာပဲပေါ့เนาะအဲ့တော့ဒီအယုံကြည်မရှိအစိုးတင်သွင်းနေဆိုတဲ့ကိစ္စကလည်းရှေ့မှာပြောခဲ့သလိုညွန်မောင်းအစိုးရအဖွဲ့တဲ့ပုံစံမျိုးတွေပါတွေမှာဒီလိုမျိုးမှာပဲပို့ပြီးတော့အဆင်ပြေတာဖြစ်တယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီမိုကရေစီလို့ပြောလို့ရှိရင်အုပ်ချုပ်ရေးအာဏာဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာဆိုပြီးတော့အာဏာ၃ရက်ရှိတယ်ဆိုပြီးတော့ပြောလို့ရှိကြတာကိုအားလုံးကြားဖို့မယ်ထင်တယ်ဗောနော်အဲ့တော့ဒီပါလီမန်ဒီမိုကရေစီစနစ်ကိုကြည့်မယ်ဆိုလို့ရှိရင်လွှတ်တော်ကပဲအစိုးရအဖွဲ့ကိုဖွဲ့စည်းပေးတာဖြစ်ပြီးတော့ရှေ့မှာပြောခဲ့သလိုအစိုးရအဖွဲ့ဝင်တွေကိုယ်တိုင်ကလည်းအတစ်ဖက်မှာလွှတ်တော်ကိုယ်စားလှယ်တွေပြန်ပြီးတော့ဖြစ်နေတာအကြောင်းမလို့အစိုးရရဲ့အလုပ်ဖြစ်တဲ့အုပ်ချုပ်ရေးအာဏာနဲ့လွှတ်တော်ရဲ့အလုပ်ဖြစ်တဲ့ဥပဒေပြုရေးအာဏာတွေကတိကျစီမရှိပဲနဲ့ဒီပေါင်းဆက်ထားတဲ့ပုံစံဖြစ်နေတာကိုတွေ့ရတယ်ဗောနော်အဲဒီဟာကို fusion of power လို့ခေါ်တယ် ုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြုရေးအာဏာကိုလွတ်တော်မှာလာပြီးတော့ပေါင်းဆက်တာတဲ့ပုံစံမျိုးပေါ့ဒီလိုပေါင်းထားခြင်းအပြင်အာတကြအနေနဲ့ကတော့လွတ်တော်နဲ့အစိုးရအဖွဲ့နဲ့ကတသက်စီဖြစ်မနေတဲ့အတွက်ဒီဥပဒေတွေပြဋ္ဌာန်းတဲ့နေရာမှာအစိုးရတင်သွင်းတဲ့နေရာမှာပို့ပြီးမြန်တယ်ပြီးတော့ဒီလွတ်တော်ကနေပြီးတော့ pass ဖြစ်သွားတဲ့ဥပဒေတွေဆုံးဖြတ်ချက်တွေကိုအစိုးရကပြန်ပြီးတော့အကောင့်တွေဖော်တဲ့နေရာမှာလည်းမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူနဲ့အဆင်ပြေတယ်ပို့ပြီးတော့ထိရောက်တယ်ပေါ့နော် မကောင်းတဲ့အချက်ကကြတော့လွတ်တော်နဲ့အစိုးရနဲ့ကတိကျစီရှိမနေတာကြောင့်မို့လို့အပြန်လန်ထိန်းချောင်းတဲ့စနစ်ပေါ့နော်ချက်ကန်ဘယ်လန့်စနစ်ကအားနည်းလေးရှိတယ်ပြီးတော့ဒီစနစ်မှာကပါတီတစ်ခုဒါမှမဟုတ်လို့ရှိရင် coalition လုပ်ထားတဲ့အစုအဖွဲ့တစ်ခုကအများနဲ့လွှမ်းမိုးထားတာကြောင့်မို့လို့လွတ်တော်မှာကအစိုးရအဖွဲ့မှာကအဲ့ဒီလူများစုဖြစ်တဲ့အဖွဲ့ရပဲအများလွှမ်းမိုးထားပြီးတော့အတိုက်ခံပါတီတွေအတွက်ကနည်းနည်းခက်ခဲတဲ့အကန့်အသတ်ဖြစ်စီတဲ့အခြေအနေတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါကတော့ ီပါလီမန်ဒီမိုကရေစီစနစ်ရဲ့သဘောတဘာဝကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ခုဆက်ပြီးတော့ presidential system ပေါ့နော်သမ္မတစနစ်အကြောင်းကိုတင်ပြမှာဖြစ်တယ်။ရှေ့မှာပြောခဲ့တဲ့ပါလီမန်ဒီမိုကရေစီစနစ်တုန်းကတော့အင်္ဂလန်ကစခဲ့တာဖြစ်ပြီးတော့အခုပြောမယ်သမ္မတစနစ်ကတော့အမေရိကန်ကနေပြီးတော့စခဲ့တာဖြစ်တယ်။အမေရိကန်ကအင်္ဂလိပ်ဒေသကြီးကလွတ်လပ်ရေးရတဲ့အခါမှာသူတို့မှာအရင်တည်းကဘရင်စနစ်မရှိတာကြောင့်မို့လို့သူတို့ရဲ့ဒီမိုကရေစီပုံစံက republic လို့ခေါ်တဲ့သမ္မတစနစ်ဖြစ်လာပြီးတော့အင်္ဂလန်နဲ့ပုံစံကွဲလာတယ်ပေါ့နော်။ ဒီ presidential ပုံစံမှာကနိုင်ငံကောင်ဆောင်ကသမ္မတဖြစ်ပြီးတော့ဒီသမ္မတကိုရွေးချယ်တဲ့နေရာမှာလေရှေ့ရလူမျိုးလွှတ်တော်တွေကနေတစင်ရွေးချယ်တာမဟုတ်တော့ဘဲနဲ့ပြည်သူကတိုက်ရိုက်ရွေးကောက်တင်မြှောက်ရတဲ့ပုံစံဖြစ်တယ်။တစ်ဖက်မှာလွှတ်တော်ကတော့တတ်တက်ပေါ့နော်လွှတ်တော်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဖက်မှာတတ်တက်ဒီတော့ဒီသမ္မတစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ရွေးကောက်ပွဲနှစ်မျိုးရှိတာပေါ့တစ်မျိုးကတော့လွှတ်တော်ကိုယ်စားလှယ်တွေကိုရွေးတဲ့ရွေးကောက်ပွဲလွှတ်တော်အတွက်လုပ်တဲ့ရွေးကောက်ပွဲအဲတစ်ဖက်မှာကျတော့ဒီနိုင်ငံကောင်ဆောင်ဒါမှမဟုတ်လို့ရှိရင် အစိုးရဖွဲ့ခေါင်းဆောင်ကိုရွေးချယ်တယ်တမရယူကောက်ပွဲဆိုပြီးတော့ယူကောက်ပွဲနှစ်မျိုးရှိတယ်ဒီမှာဆိုလို့ရှိရင်ပြည်သူတွေကတမရကိုဓာတ်ရိုက်ရွေးချယ်ခွင့်ရှိပြီးတော့အဲ့ဒီတမရကမှသူ့အစိုးရအဖွဲ့အတွက်လိုအပ်တဲ့လူတွေပေါ့နော်ခုနပြောတဲ့ဝင်ကြီးတွေကိုသူ့စိတ်ကြိုက်လူတွေကိုရွေးပြီးတော့ဝင်ကြီးတွေခန့်တဲ့ပုံစံမျိုးဖြစ်တယ်ဒီတော့ဒီတမရစနစ်မှာဆိုလို့ရှိရင်အုပ်ချုပ်ရေးအာဏာကိုရထားတဲ့တမရနဲ့အစိုးရအဖွဲ့အနေနဲ့ကပြည်သူတွေကဓာတ်ရိုက်ရွေးချယ်ပေးလိုက်တာဖြစ်တာကြောင့်မို့လို့ရှိမှတော့လို့လွတ်တော်ကိုမှီခိုနေစရာမလိုတော့ဘဲနဲ့ပို့ပြီးတော့လွတ်လပ်မှုရှိတဲ့ ပုံစံလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အကျိုးဆက်အနေနဲ့ကလည်းလွတ်တော်နဲ့အစိုးရနဲ့ကြားမှာအငင်းပွားမှုတွေအပြိုင်မှုတွေကလည်းပို့ပြီးတော့ကြီးမားတာတွေဖြစ်တတ်တယ်နောက်အမြင်မတူတာတွေသဘောထားကွဲလွဲတာတွေအငင်းခုံတွေတော်တော်များများတွေ့ရလေးရှိတယ်ပေါ့နော်အဒီသမရစနစ်မှာကြာတော့ရှေ့ကပြောခဲ့တဲ့ပါလီမန်စနစ်မှာလောက်နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍကအဲ့လောက်အရေးမပါတော့ဘူးနော်။ပါလီမန်စနစ်မှာတော့ကကြာတော့ကိုပါတီကအင်အားကြီးပါတီဖြစ်မှသာဝန်ကြီးချုပ်နေရာကြားနိုင်မှာဖြစ်တယ်။အဲဒါပေမဲ့အခုဒီသမရစနစ်မှာကြာတော့ ပြည်သူ့အသမရကိုတိုက်ရိုက်ရွေးချယ်ခွင့်ရှိတာကြောင့်မို့လို့ကိုယ့်ရဲ့ပါတီကလူကြိုက်မများရင်တော့မှသမရဝင်အရွေးခံမဲ့လူကလူကြိုက်များတယ်သူ့ကိုလူတွေကကြိုက်ကြတယ်ဆိုလို့ရှိရင်ကိုယ်ကသမရဖြစ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့ဒီသမရစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တခါလေဖြစ်တတ်တာကမလွတ်တော်တဲ့မှာတော့ပါတီတစ်ခုကအများစုနေရာခုံနေရာအများစုနိုင်နေတာပေါ့နော်အဒါပေမဲ့ဒီသမရဖြစ်တဲ့လူကကြတော့အဲ့ဒီပါတီကမဟုတ်ဘဲနဲ့တခြားပါတီကတယောက်ယောက်ကလည်းသမရဖြစ်သွားတာမျိုးဖြစ်နိုင်တယ်အဲ့ဒီလိုမျိုးလွတ်တော်မှာ အများစုဖြစ်တဲ့ပါတီနဲ့တမရဖြစ်တဲ့လူရဲ့ပါတီနဲ့ကမတူလို့ရှိရင်တော့အဲ့ဒီမှာအစိုးရအဖွဲ့နဲ့လွှတ်တော်ကြားထဲမှာအပြိုင်ဆိုင်ရပို့ပြီးတော့ပြင်းထန်တာမျိုးတွေဖြစ်နိုင်တာပေါ့အဲ့လိုမဟုတ်ဘဲနဲ့လွှတ်တော်မှာကောဒီတမရယူကောက်ပွဲမှာကောပါတီတစ်ခုတည်းကပဲနိုင်တယ်ဆိုလို့ရှိရင်တော့ခုနလိုအားပြိုင်တာတွေသဘောမတူတာတွေတိတ်ပြီးတော့မဖြစ်တော့ဘူးပေါ့လေနော်ဒီတော့ဒီတမရစနစ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အုပ်ချုပ်ရေးအာဏာဖြစ်တဲ့အစိုးရနဲ့ဥပဒေပြုရေးအာဏာဖြစ်တဲ့လွှတ်တော်တွေကတီးကြစီရှိနေတာဖြစ်ပြီးတော့ဒါကို separation of power အာဏာကို တီးကြစီကျင့်သုံးနေဆိုပြီးတော့ခေါ်ကြတယ်ဗောနော်အာနာကိုတီးကြစီကျင့်သုံးနေအတွက်အာတာချက်ကတော့ချက်ကန်ဘယ်လန့်စနစ်ပေါ့အပြန်လန်စောင့်ကြည့်ထိန်းချောင်းတဲ့စနစ်ကပို့ပြီးတော့အလုပ်ဖြစ်တယ်တယောက်နဲ့တယောက်စောင့်ကြည့်နေတဲ့ပုံစံမျိုးဗောနော်လွှတ်တော်နဲ့အစိုးရအဖွဲ့နဲ့အာနာချက်ကတော့ရှေ့ကပြောခဲ့သလိုပဲလွှတ်တော်နဲ့အစိုးရအဖွဲ့နဲ့ကြားထဲမှာတဘောရကွဲလွဲမှုတွေဖြစ်တတ်တာကြောင့်မို့လို့တခါလေကြလို့ရှိရင်ဥပဒေတစ်ခုခုဒါမှမဟုတ်ကိစ္စရပ်တစ်ခုခုကိုဆုံးဖြတ်တဲ့နေရာမှာအတီးပြုတ်တဲ့နေရာမှာကြန့်ကြာနေတာမျိုးတွေဖြစ်နိုင်တယ်ဗောနော်ဥပမာလွှတ်တော်ကသဘောတူတယ် အစိုးရသဘောမတူအစိုးရသဘောတူတယ်လွှတ်တော်ကသဘောမတူစသဖြင့်အမှအပြန်အလှန်ညီညွတ်ခုံကြတဲ့ဒီဥပဒေတစ်ခုက pass လွယ်လွယ်နဲ့မဖြစ်တော့ဘူးပေါ့နော်ဒါမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဒီသမရစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်အထင်ရှားဆုံးကတော့အားလုံးသိတဲ့အမေရိကန်နိုင်ငံရှိတယ်နောက်ဖိလစ်ပင်းတို့အင်ဒိုနီးရှားတို့ကလည်းဒီသမရစနစ်ကိုပဲကျင့်သုံးကြတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကလည်း2010ကနေပြီးတော့2020လောက်အထိဒီသမရစနစ်ကိုကျင့်သုံးခဲ့သေးတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံပုံစံကတော့သမရစနစ်စစ်စစ်မဟုတ်နေပြန်ဘူးပေါ့နော်ဒါတော့နောက်ပိုင်းမှာဆက်ပြောသွားမှာပါ ီတော့ဒီ parliament democracy နဲ့ presidential democracy စနစ်နှမျိုးမှာ parliament စနစ်မှာကလွတ်တော်ကပို့ပြီးတော့အဓိကကျတဲ့ပုံစံဖြစ်တယ်။အုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြုရေးအာဏာတွေကပေါင်းစပ်ထားတဲ့ပုံစံဖြစ်တယ်။ fusion of power ဖြစ်တယ်ပေါ့။သမ္မတစနစ်မှာကျတော့သမ္မတကိုယ်ကိုလွတ်တော်ကိုယ်ရောပြည်သူကတသက်စီမဲပေးပြီးတော့ရွေးချယ်တာဖြစ်တယ်။ဒါကြောင့်မလို့အုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြုရေးအာဏာတွေကတိကျစီဖြစ်နေပြီးတော့ separation of power ဖြစ်တယ်ပေါ့။အဲဘယ်စနစ်ကပိုကောင်းတယ်လဲဆိုတာကတော့ပြောဖို့ခက်တယ်ပေါ့နော်။ကိုယ်နိုင်ငံအခြေအနေနဲ့ အဆင်ပြေတဲ့ပုံစံကိုသုံးကြတာပဲအနှစ်ခုလုံးကတော့ဒီမိုကရေစီဘိုးအီတွေဖြစ်တဲ့ US နဲ့ UK နဲ့ကနေပြီးတော့ဆင်းသက်လာတာဆိုတော့အတကြအာနေချအတိအသီးရှိပြီးတော့ဘယ်ဟာကတော့ပိုကောင်းပါတယ်ဆိုပြီးတော့ပြောမှုခတ်တဲ့အခြေအနေပေါ့နောက်ဒီနှစ်ခုကိုပေါင်းစပ်ထားတဲ့ပုံစံတွေလည်းရှိသေးတယ်ဥပမာပြင်သစ်နိုင်ငံဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်တော့တမရစနစ်နဲ့တွားတဲ့ပုံစံလို့ပြောလို့ရတယ်တမရကိုပြည်သူတွေကတိုက်ရိုက်ရွေးကောက်တင်မြှောက်တာဖြစ်တယ်အခုလက်ရှိဆိုလို့ရှိရင်တော့တမရမက်ခရွန်ပေါ့နော်ဒါပေမဲ့ပြင်သစ်မှာက ဝန်ကြီးချုပ်ဂျာဒူကလည်းရှိသေးတယ်ဝန်ကြီးချုပ်ကိုကြတော့သမရကနေပြီးတော့ပြန်ပြီးတော့ခန့်လာတာအဲ့ဒီသမရနဲ့ဝန်ကြီးချုပ်နဲ့တာဝန်တွေကိုခွဲပြီးတော့ယူကြတဲ့ပုံစံမျိုးပေါ့နော်ဥပမာဆိုလို့ရှိရင်ပြည်သစ်မှာဆိုလို့ရှိရင်သမရကနိုင်ငံသားကြီးတို့ကာကွယ်ရေးတို့လိုမျိုးဒီအရေးကြီးတဲ့တခြားနိုင်ငံတွေနဲ့ပတ်သက်ရတဲ့ကိစ္စတွေကန်တာများတယ်ဝန်ကြီးချုပ်ကတော့ဒီပြည်တွင်းအရေးကိစ္စတွေကိုတာဝန်ယူတာများတယ်ပေါ့နော်အဲဒီလိုပြင်သစ်ပုံစံကိုကျွန်တော်တို့ hybrid ပေါ့နော်နှစ်မျိုးပေါင်းထားတဲ့စနစ်ဒါမှမဟုတ်လို့ရှိရင်လည်း semi presidential ဆိုပြီးတော့ခေါ်ကြတယ်ဒီနောက်ဆုံးပိုင်းကတော့ မြန်မာနိုင်ငံရဲ့အခြေအနေပေါ့မြန်မာနိုင်ငံက1948လွတ်လပ်ရေးရပြီးကလေးကပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်။ဒါကလည်းရှေ့မှာပြောခဲ့သလိုအင်္ဂလိပ်စီကလွတ်လပ်ရေးရတာဆိုတော့အသူတို့ပုံစံကိုလိုက်ပြီးတော့ကျင့်သုံးတာဖြစ်မယ်ထင်တယ်ပေါ့နော်။အတုံးကဖတ်စပလက်ပါတီကအင်အားကြီးပါတီဖြစ်ပြီးတော့1948ကနေပြီးတော့ဥနေဝင်အာဏာသိမ်းတဲ့1962အထိဥနုကပဲတောက်လျှောက်ဝန်ကြီးချုပ်ဖြစ်ခဲ့တာ။အစကားမကြောင်ပြောရလို့ရှိရင်အတုံးကလည်းတမရတွေတော့ရှိခဲ့တယ်။ ဆက်ရွှေတိုင်းဥပဝူနဲ့မဝင့်မောင်တို့ကကျွန်တော်မြန်မာနိုင်ငံတမရတွေဖြစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီပါလီမန်ဒီမိုကရေစီစနစ်မှာကတမရဆိုတာကဒီပြရုပ်တစ်ခုအနေနဲ့ပဲယာရုတစ်ခုပေးထားတာဖြစ်တယ်ပေါ့နော်။နိုင်ငံအရေးကိစ္စတွေမှာတိတ်ပြီးတော့ပါဝင်ခွင့်ဆုံးဖြတ်ခွင့်ရှိတာမျိုးမဟုတ်ဘူး။အနိုင်ငံတော်ရဲ့အကြီးအကဲအနေနဲ့ပွဲတွေပါတွေတက်ပြီးတော့ဖဲချိုးဖြတ်တာတို့မိန်ကွန်းပြောတာတို့လောက်ပဲလုပ်ရတာ။အဲတုန်းကဝန်ကြီးချုပ်ဖြစ်တဲ့ဦးနုကသာအစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့တကယ်အဓိကကြတယ်လို့ဖြစ်တယ်ပေါ့နော်။အဲဒါက1948ကနေပြီးတော့1962အာနာသိန်းတဲ့အချိန်အထိပေါ့။ နောက်2010ကနေပြီးတော့2021အာဏာသိမ်းတဲ့အချိန်ထိဆယ်နှစ်ကိုလည်းဒီမိုကရေစီခေတ်လိုပဲဆိုကြပါလို့အဒီအချိန်မှာတော့2008အခြေခံဥပဒေအောက်ကနေပြီးတော့တွားရတဲ့အခြေအနေပေါ့နော်။ဒီ2010ကနေပြီးတော့2021ကာလတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အပေါ်ရန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံသမရစနစ်နဲ့တွားခဲ့တယ်လို့အထင်ရစရာရှိတယ်ပေါ့နော်။နိုင်ငံကောင်းဆောင်ရောဒီအစိုးရဖွဲ့ရဲ့ကောင်းဆောင်ကကျွန်တော်တို့သမရတွေဖြစ်ခဲ့တယ်။သမရဦးသိန်းစိန်သမရဦးထင်ကျော်နဲ့သမရဦးဝင်းမြင့်တို့ရှိခဲ့တယ်ပေါ့နော်။အဒီဆယ်နှစ်မှာက နိုင်ငံတော်အဆင့်မှာဆိုလို့ရှိရင်ဝန်ကြီးချုပ်မရှိဘူးဝန်ကြီးချုပ်အဆင့်က တိုင်းနယ်ပြည်နယ်တွေမှာပဲရှိတာပေါ့နော်ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့စသဖြင့်အဒီလိုမျိုးနိုင်ငံကိုတမရကဥဆောင်တဲ့ပုံစံဖြစ်တဲ့အတွက်တမရစနစ်လားဆိုပြီးတော့တေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့တမရစနစ်ဟုတ်မနေတာကိုတွေ့ရမှာဖြစ်တယ် ရှိမှပြောခဲ့သလို theory ရဒီ presidential system ပေါ့နော်သမ္မတစနစ်ဆိုလို့ရှိရင်သမ္မတကိုကျွန်တော်တို့ပြည်သူတွေကကိုယ်တိုင်ရွေးချယ်ရမှာဖြစ်တယ်။ဒါပေမဲ့2008အခြေခံဥပဒေအရကျွန်တော်တို့မှာသမ္မတကိုရွေးချယ်권မရှိဘူးပေါ့နော်။ကျွန်တော်တို့ကလွှတ်တော်ကိုယ်စားလှယ်တွေကိုပဲရွေးပေးရတာဖြစ်ပြီးတော့အဲ့ဒီလွှတ်တော်တွေမှာမှာတစင်သမ္မတတွေဒုသမ္မတတွေကိုထပ်ပြီးတော့ရွေးချယ်တာဖြစ်တယ်။အဲ့ဒီတော့ပုံစံက parliament democracy နဲ့သွားတူနေပြန်ရော။အဲ့တော့ parliament democracy ပုံစံလားဆိုတာကိုစက်ကြည့်ပြန်တော့လေ။ parliament စနစ်မှာလို့ဟုတ်မနေပြန်ဘူးပေါ့နော်။ parliament စနစ်မှာအရှိမပြောခဲ့သလို့ အစိုးရအဖွဲ့တွေရောက်သွားတဲ့သူတွေကအစိုးရတာဝန်ရောလွှတ်တော်ကိုယ်စားလှယ်တာဝန်ရောနှစ်ခုလုံးကိုတာဝန်ယူရတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ2008အခြေခံဥပဒေမှာကအစိုးရအဖွဲ့တွေကိုပါဝါတယ်ဒီလူတယောက်ကဂျာတူးတစ်ခုခုရသွားတယ်နော်တမန်တော်ဒါမှမဟုတ်ဝန်ကြီးတွေပါတယ်ဖြစ်သွားတယ်ဆိုလို့ရှိရင်တို့တော့ကိုယ်စလေအဖြစ်ကနေပြီးတော့နှုတ်ထွက်ရမယ်ဆိုတာကလည်းပါလာပြန်တယ်။အဲ့တော့အုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြုရေးအာဏာကိုတရားစီခွဲထားတဲ့ separation of power ပြန်ဖြစ်သွားတယ်ပေါ့နော်။သမ္မတစနစ်ပုံစံကိုပြန်ဖြစ်သွားတယ် ပြီးတော့ပါလီမန်စနစ်မှာလိုမျိုးအယုံကြည်မရှိအစိုးတင်သွင်းလို့ရတဲ့ arrangement တွေလည်း2008တည်းမှာပါမလာဘူးဒီတော့ဒီ2008အခြေခံဥပဒေကိုကြည့်မယ်ဆိုလို့ရှိရင်အစိုးရအဖွဲ့ကိုရွေးချယ်တဲ့ပုံစံကတော့လွှတ်တော်ကရွေးရတဲ့ပုံစံပါလီမန်ဒီမိုကရေစီပုံစံဖြစ်ပြီးတော့ရွေးချယ်ပြီးလို့အစိုးရဖွဲ့ပြီးွားတဲ့အချိန်မှာကျတော့သမ္မတစနစ် ပုံစံကိုပြန်ပြီးတော့ဖြစ်သွားတာကိုတွေ့ရတယ်။တိတ်တော့ပုံမကြောက်ဘူးပေါ့လေနော်။ဒါပေမဲ့ဘာလို့ဒီလိုစီစဉ်ထားသလဲဆိုတာကတော့အကြောင်းရှိတယ် 2008အချိန်ကဥပဒေအရလွှတ်တော်ထဲမှာတမတော်သား25ရာခိုင်နှုန်းပါဝင်နေတာဖြစ်တဲ့အပြင်တမတော်အနေနဲ့တမရနေရာအတွက်တယောက်ပေါ့နော်နာမည်တင်သွင်းခွင့်ရှိတယ်ဆိုတာကိုလည်းထည့်သွင်းရေးဆွဲထားတယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးတမရကိုရွေးချယ်တဲ့နေရာမှာလွှတ်တော်ကိုဖြတ်ပြီးတော့မှတမရကိုရွေးချယ်ရတဲ့ပုံစံကိုထည့်သွင်းပြီးတော့စီစဉ်ထားတာဖြစ်တယ်ပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့ American Note လိုမျိုးပေါ့နော်တမရကိုပြည်သူကတရားရွေးချယ်ခွင့်ရှိတဲ့ပုံစံကိုတွားမယ်ဆိုလို့ရှိရင်တမတော်အနေနဲ့ကလွှတ်တော်ထဲမှာ25ရာခိုင်နှုန်းတော့ပါနေတယ်။ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာဖြစ်တဲ့ဒီအစိုးရရွေးချယ်ရေးကိစ္စမှာတမတော်ရဲ့အခန်းကဏ္ဍပျောက်သွားမှာပေါ့နော်ဒါကြောင့်မို့လို့ဒီလိုမျိုးဟိုမကြဒီမကြအခြေခံဥပဒေပုံစံဖြစ်နေရတာဖြစ်တယ်ပေါ့နောက်ဒီ topic နဲ့မဆိုင်ပေမဲ့ဆက်ပြောရမယ်ဆိုလို့ရှိရင်အစိုးရအဖွဲ့မှာပါတဲ့ဝင်ကြီးနေရာ၃နေရာကိုလည်းတမတော်ကပဲခန့်ခွင့်ရှိတယ်ဆိုပြီးတော့2008ခြေကဥပဒေမှာပြဋ္ဌာန်းထားရတယ်ပေါ့နော်အဲ့ဒါတွေကတော့ကာကွယ်ရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနနဲ့နယ်စပ်ရေးရာဝန်ကြီးဌာနတွေဖြစ်တယ်ဒါကတော့ကြုံလို့ပြောတာပါဒီတော့ကျွန်တော်တို့ရဲ့ဒီ2008ခြေကဥပဒေကလည်းပါလီမန်ဒီမိုကရေစီပုံစံလား တမရစနစ်ပုံစံလားဆိုတာကိုတိတိကျကျပြောဖို့ခက်တဲ့အနေအထားဖြစ်တယ်ပေါ့နော်အပြင်သစ်လိုမျိုး hybrid လည်းမဟုတ်တဲ့ပုံစံအစ်စ်တစ်မျိုးလို့ပဲပြောရမှာထင်တယ်ခုကျွန်တော်တင်ပြခဲ့တာကတော့ဒီမိုကရေစီအကြောင်းပြောမယ်ဆိုလို့ရှိရင်မဖြစ်မနေထည့်ပြောဖို့လိုအပ်တယ်လို့ကျွန်တော်ယူဆတဲ့ဒီမိုကရေစီရဲ့အစိုးရပုံစံနှစ်မျိုးဖြစ်တဲ့ပါလီမန်ဒီမိုကရေစီစနစ်နဲ့သမ္မတစနစ်တို့အကြောင်းကိုတင်ပြဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒီမိုကရေစီစနစ်မှာမရှိမဖြစ်အရေးပါတဲ့ရွေးကောက်ပွဲတွေအကြောင်းကိုတင်ပြသွားမှာပဲဖြစ်ပါတယ်။